မင်္ဂလာပါခင်ဗျာအခုဖတ်ပြမယ့်စာအုပ်ကတော့စာရေးဆရာကိုတာရဲ့စာတင်ကြောင်းများဤပြဿနာများနဲ့တိမြင်နားလည်ခြင်းဖြစ်ပါတယ်ဒီစာအုပ်ထဲကအခန်းနှစ်အပိုင်း၅တော်တော်ခနဲ့တက်တဲ့ဟာသာပြောခြင်းအဖြစ် နားလည်ခြင်း ironic understanding ကိုဖတ်ပြမှာပါ ငေါတော်တော်ခနဲ့တက်တဲ့ဟာသပြောခြင်းအဖြစ် နားလည်ခြင်း ironic understanding အင်္ဂလိပ်လိုတော့ irony လို့ခေါ်တာပဲပြောတာနဲ့ဆိုလိုချက် ironic understanding ကွာနီတက်တာကိုသိမြင်တာငေါတလို့ခနဲ့တလို့ဖြစ်တာပေါ့တတဝအများ ချမ်းသာကြပါစေဟဲဟဲသူစကားပြောတာကပြတ်တောက်ပြတ်တောက်နေဆိုတော့တဲနားထောင်လို့ကောင်းတယ် ဖွားဖို့ဟာအတင်းအဖျင်းဖြတ်ပေးလို့လူတွေက အတော်ကြိုက်တယ်။ဘိုးမင်းတွေဟာ မလို့ရမှ အလွန်စိတ်ဆက်တာနားထောင်တဲ့သူစာဖတ်တဲ့သူဟာတိုက်ရိုက်ဖော်ပြထားတာထက်တခြားဆိုလိုချင်တာလေးများရှိမလားရှာမှာပဲ။ရာဇဝင်ကိုချွေးနယ်ရေးတော့ငန်းကြည့်ကြည့်နေမှာပေါ့ဆိုတာဆရာကြီးမောင်ထင်းရဲ့စကား။ဘာသာစကားဟာဆက်ကျင်ပဲအတိပဲပေါအောင်လဲသုံးလို့ရတယ်။ကျွန်တော်တို့ဆိုလိုတာနဲ့ ဘာသာစကားကြားမှာအတိတ်ပဲကြွားချားတာတွေက ရှိနေကြတဲ့စကားလုံးတွေက အခဲတွေ အတွေ့အကြုံကအရေးပဲ words are solid experience is liquid ဘာသာစကားရဲ့အကတ္တအားခနဲ့တက်တဲ့မြင်နာကို ironic recognition တဲ့ခတ်သိမ်းသောယုံကြည်မှုတွေ idea တွေတစ္ဆာတရားဆိုတာတွေအချက်အလက် facts ဆိုတာတွေကလည်း စကလုံးနဲ့တရုတ်ဖို့ရတာဆိုတော့မပြည့်မစုံမှုတွေ ရှိမှာပဲဇောက်ထိုးတွေခောက်ချိုးတွေပဲဝါခနဲ့တက်တဲ့ဖြစ်စရာတွေပဲလို့တီရောမြင်ရောအဲ့ဒါလိုတည်မြင်မှုကို လေးနဲ့သောတည်မြင်မှုကြီး blue form realization ဝါဟုတ်တိုင်းမှန်ရာတည်မြင်မှုတဲ့ပြော့လွယ်ပြောင်းလွယ်ဖြစ်တဲ့စိတ်ရအောင်မတင်းတင်းမဖြစ်စေအောင်လုပ်တဲ့ကရိယာ flexibility tool တဲ့ ။သိပ်ပံနဲ့တော့မဆိုင်တန်ဘူး။သိပ်ပံကရေပုံရအမှန်တွေစီရောက်အောင်ကင်းကနန်းတွေနဲ့သွားရတာကိုသို့တော့အခြားသောတိမြင်ခြင်းတွေမှာပျော်ပြောင်းတဲ့တိတဲ့စိတ်ရှိမှကောင်းတယ်။ဥပမာ romantic တိခြင်းတွေရှိလာတော့ဒန္တာကြီးတိခြင်းတွေကို ခလေးဆန်လာတယ်။ဆက်ကျင်မဲ့အစုံတွေချီးလို့စဉ်းစားတာကယူလာတယ်၊လွယ်လာတယ်၊ဘလူးတွေစုံးမတွေတွားပြီးတော့တကယ်လူဘဝနဲ့နေရာအောင်မယ် philosophic တည်ခြင်းတည်လာတဲ့ဆိုပါစု romantic အလွမ်းအဆွေးစိတ်ကူးတွေဟာအရေမရအဖက်မရမမယ်မရတွေသူရဲကောင်းတွေကိုးကွယ်နေတာကတနာစရာတောင်ကောင်းတယ်ဒစိတ်ခေါင်းတွေစူတာကငွေဖြုံးတာပဲစသဖြင့်ထော်လော်ကက်လက်လုံမနေတော့ဘူးထိုးအသည့်အမြင်တွေရဲ့အားနဲ့ချက်တွေအပေါ်မှာအာယုံစိုက်လွန်းနေခြင်းမှလွတ်မြောက်တာပေါ့ထိုးမြင်ခြင်းတည်ခြင်းတွေဟာလေသူဟာနဲ့သူ လူစိတ်ကိုဖြစ်တင်းတာပဲကို ကိုခန္ဓာနဲ့အာယုံတိမှုတွေ sense making ဟာ အခြေခံအဖြစ်ဒန္နာယီပုံပြင်တွေကစိတ်လှုပ်ရှားမှုတွေစီတိမ့်ညွတ်ဖို့ emotion oriented tools romantic ကြတော့လူပညာနဲ့အကျယ်ကြီးကိုသိအားဖြစ်စေဖို့ energizing tools ကျွန်တော်တို့နားလည်မှုတွေကို စနစ်နဲ့အစဉ်အကွက် ordered and pattern ဖြစ်ဖို့က philosophy ဆိုတဲ့ဒါသနာနီးခယိုးခနဲ့တယောတော်တော်ဟာသကတော့ ရှုထောင့်ဆောင်ကကြည်တာစိတ်ကပပနနဖြစ်မှကောင်းတာကို fluid dented of mind လို့ဆိုခြင်းဆိုဉာဏ်ကအိမ်ပြန်လာပြီး intellectual homecoming လိပ်ပတ်လဲပြီးသူကဉာဏ်ကစားတာကတမျိုး a kind of intellectual prayerfulness တေချာခြင်းကိုရှာဖွေနေတော့တေချာနေတော့မှမတေချာဘူး idea gain ကစားကြရမယ်ဒါကပြောစရာကောင်းတယ်ဉာဏ်ကိုအိမ်ပြန်လာတာကြောင့်သဘောတရားရေးတင်းမာပြီးထိမနိုင်သိမရမဖြစ်တော့ဘူးအချုပ်ဆိုရတော့တည်ခြင်းအတွေ့ကရိယာများ semantic mythic romantic philosophic and ironic ဒီလူစိတ်အကြောင်းတွေးခေါ်ခြင်းမှ ထွက်ပေါ်လာသောရလဒ်များဖြစ်ပါ၏စိတ်သည် အတွင်းအစ္စတာနှင့်အတူ အပပြင်ပပတ်ဝန်းကျင်နေ့စဉ်ဘဝကိုလည်းရယူပြုလုပ်ထားသည်တချိန်တည်း၌ဆက်ကျင်ဘက် စိတ်လှုပ်ရှားမှုနှစ်ခုခံစားတတ်သော အရာ ဖြစ်သည် ambivalent tense ဟူ၍ UE ရူဆိုခေတ်ကာလ20ရာစု အတွင်း၌ပညာရေးတွေးခေါ်သူများသည်တည်ခြင်း cognition ၌အရေးကြီးသူများနှင့်အချက်အလက်အသိပညာ knowledge ၌အရေးကြီးများ သူများဟူ၍ရှိကြသည် ၁၁အချက်အလက်အတိကားအစာတီကိုခန္ဓာအတွက်အရေးကြီးသလိုတိချင်းတိုးတက်မှုအတွက်အရေးကြီးသည်ဟုတည်ကြသည်သို့သော အချက်အလက်အတိကို ခလေးဤတိချင်းတိုးတက်မှုနှင့်အံဝင်ကွင်းကျဖြစ်အောင်တော်လဲရွေးချယ်ရမည်အကယ်စင်စစ်အချက်အလက်အတိသည်တိချင်းတိုးတက်မှု cognitive development ကို မောင်းနှင်သည်ဟု ယူကြသည် နှင့်ဂျွန်ဒူဝီက ကလေးဤတဘာဝအလျောက်အတိဖွတ်ဖြိုးတိုးတက်မှုကိုသိရန်ကတော့အခြေခံအကြဆုံးဟုဆိုသည်။သင်ယိုးညွန်းလန်းသည်ကလေးဤပင်ကိုယ်တဘာဝထဲမှရှိနေသည်ဟုပင်ဆိုသည်။ပညာရေးဖြစ်စဉ်မှာအပိုင်းနှစ်ပိုင်းရှိသည်။တစ်ပိုင်းမှာစိတ်ပိုင်းဆိုင်ရာ psychological ဖြစ်၍တစ်ပိုင်းမှာလူမှုရေးရာ sociological ဖြစ်သည်။တစ်ခုကြောင့်တစ်ခုကိုလစ်လျူမရှူရ။တစ်ခုတည်းအပေါ်အာယုံမဆက်ရရလတ်ဆိုတတ်သည်။ ထိုနှစ်ပိုင်းတွင်စိတ်ပိုင်းဆိုင်ရာကအခြေခံဖြစ်သည်ထို့ကြောင့်ပညာရေးကို ခလေးဤအရေးချင်းသူဤဝါသနာသူစိတ်ဝင်စားရာတို့ကို ထိုးထွင်းတည်ခြင်း psychological insight နှင့်စတင်ရမည် အထက်ပါချစ်ချိန်မှုများကိုပညာရေးဖြစ်စဉ်တစ်ခုလုံး၌ကိုးကားရမည်။ PRJT မြောက်အမေရိကပညာရေး၌ဩဇာရှိသူဖြစ်လာ၏။သူအမြင်သည်လဲဒူဝီနှင့်ဒူသည်။ PRJ ၏အမြင်၌ကျောင်းဤဒါဝန်သည် ကလေးဤအလိုအလျောက်ဖြစ်ပေါ်သောတိုးတက်မှုကိုနားလည်လျက်ထိုအလိုအလျောက်တိုးတက်မှု spontaneous death ကိုလုံလုံသောနီလန်းများဖြင့်ပို၍တိုးတက်ပြည့်ပြည့်အောင်လုပ်ဖို့သာဖြစ်သည်မကြာခဏဆိုသလိုလုံနေကြသောအတားအဆီးဖြစ်စေမှုများမလုံအပ် PRJE theory သည်တဘာဝအလျောက်ဖြစ်သောစိတ်ပိုင်းဆိုင်ရာပကတိအဖြစ် အခြေခံနှင့်အသိပညာ knowledge ဤတိုးတက်မှုကို နားလည်ရမည်ဟု၏ အလိုလျောက်တိုးတက်ဖြစ်ပေါ်သောဖြစ်စဉ် spontaneous connected developed ဟူ၍ရှိသလားတဲ့ရုပ်ပိုင်းတိုးတက်ဖြစ်ပေါ်မှုဟူ၍ကတော့ရှိသည်သူနှင့်အပြိုင်ဖြစ်သောတည်ခြင်းရစ်ကြက်မှုအတွင် ဖြစ်စဉ်ကတော့မရှိဟူ၍တချို့ကငြင်းဆန်းကြသည် စိတ်သည် အင်္ဂါရတ်သို့မဟုတ်ကြွက်သားတစ်ခုမဟုတ်သူဟာသူတတိတခြားလုံနိုင်တာမဟုတ် ထို့ပြင်ပညာရည်သည်အချက်အလက်အသည့် knowledge ၌သာတည်တည်ဟူ၍ဆိုသူကဆိုသည် ိခြင်းဖို့ပြိုးမှုလားအချက်အလက်အသည့်ဘူတုတာလားကွဲပြားနေကြသည် အချက်အလက်အသည့် knowledge အားဦးစားပေးသူများကို ရှေးယူသမားများ traditional list တဲ့တိခြင်းဖို့ပြိုးမှုအားဦးစားပေးသူများကိုတိုးတက်သမားများ progressivists တဲ့ဘဲဟာရွေးမတုံအကယ်စင်စစ်နှမျိုးလုံးသည့်ပညာရေးအတွက်အဖိုးတန်ထွင်းဖောက်မြင်မှုများရှိကြရာ တမမြတ်တဆရနေသောချင်းကပ်မှုသာမှန်ကန်ပွဲဖြစ်သည်ပညာရည်သည်သက်စာရှာခြင်းသို့မဟုတ် သိပ္ပံသီအိုရီတစ်ခုခုတိဆောက်ခြင်းမဟုတ်ထို့ထို့အမျိုးအစားဒုကိစ္စတို့မှကွဲသောဈာနေရာ၌ရှိသည်နိုင်ငံရေးဆွေးနွေးပွဲသို့ပွင့်နေသည်မဟုတ်သိပ္ပံပညာရတစ်ခုသို့ပိတ်နေသည်မဟုတ်ကြေပြတ်သောလူအများလက်ခံနိုင်ပွဲရာဖြစ်သောတိုးတက်သမားများရောရိုးရာသမားများနှစ်ဖွဲ့လုံး၏စံများကိုလည်း ရနိုင်စရာဖြစ်တော်လံအယူဆတစ်ခုဖြစ်ရမည်အဲအဲ့ဒါဟာကျွန်တော်အယူဆဖြစ်ပါသည်ခမတိချင်းဆိုင်ရာလက်နဲ့ကရိယာများတွင်အတိနှင့်ဆိုင်သော epistemological စိတ်နှင့်ဆိုင်သော psychological စိတ်လှုပ်ရှားမှုနှင့်ဆိုင်သော emotional အရာများပါဝင်ကြောင်းလည်းဖတ်ပြီးတော့တိကျပါလိမ့်မည်ပထမအခန်းစာတင်ကြောင်းဤပြဿနာများဒုတိယအခန်းတိမြင်ခြင်းကရိယာများသည်ရေပုံရမှန်ကန်ပါသည် ထိုကရိယာများကိုမိတို့သုံးဆွဲမလဲဝါမိတို့စာတင်မလဲကိုဆက်လက်ဖော်ပြပါမည် အခုနားဆင်ခဲ့ရတာကတော့စာရေးဆရာကူတာရဲ့စာတင်เจ้าများဤပြက္ခနာများနှင့်တိမြင်နားလေခြင်းစာအုပ်ထဲက ခန်းနှင့်အပိုင်းလေးဖြစ်တဲ့ငေါတော်တော်ခနဲ့တက်တဲ့ဟာတာပြောခြင်းအဖြစ် နားလေခြင်း ironic understanding ဖြစ်ပါလေအခုလိုနားဆင်ပြီးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ